အလုံးမဲမင်္ဂလာပါနော်။စာရေးဆရာချက်ကလေးရဲ့မက်ရှက်တီးတို့ရဲ့တုံးတောင်ဝင်းနေမြင်းဆိုတဲ့စာလေးအပိုင်း6ကိုဆက်ပြီးဖတ်ပြပေးမယ်နော်။မက်ရှက်တီးကယောက်ျားရိညံ့ချောင်းယောက်ျားရိဖြင်းချောင်းယောက်ျားရိတုံးချောင်းတွေကိုတာရကရိအနန္တားနဲ့ဟန်ကြပန်ကြရင်းနေပြီမဲ့။ယောက်ျားရိကမက်ရှက်တီးလှုပ်ကြံရင်းနေတာပါ။တကယ်တော့ငါတို့ဟာ သူပြောတဲ့လောက်မညံ့ကြမဖြင်းကြမတုံးကြပါလို့ထင်နေကြတယ်။ဟောမြမပြီကယောက်ျားရင်းနေတာမကကဘာကယောက်ျားတွေပါညံဖြင်းကြအကြောင်းကိုအနောက်တိုင်းစာပေတွေအရှေ့တိုင်းစာပေတွေကိုးကားပြီးစူးစမ်းဖော်ပြပြန်တော့လေဒါရီကမြမပြီမှာဖြစ်တယ်မှာမဟုတ်ပါပဲလို့မြမပြီကကိုရောဂျော်ရီယာဆိုကြတယ်ဒါနဲ့ပဲမက်ရှက်တွေကိုတွေ့ မတ်ချက်တရဲ့တဆင်ချားတွေတင်ပြပြန်တော့လဲဟွန်းအခုခင်မှာနည်းနည်းပပညံသွားကြတာပါအရင်အတောင်20ဝက်ခဲတုံးကဆိုရင်ယောက်ျားတွေတုံးတယ်လို့ဘယ်မှာရှိပါမလဲလို့ဆိုကြပြန်ရောဒီကိစ္စကြတော့နည်းနည်းခတ်သွားတယ်အတောင်20ခစ်ကိုမတ်ချက်တေးကမှမမိလိုက်ဖဲကိုမိလိုက်တဲ့အမျိုးသမီးတွေကလည်း မက်ချက်တေးလို့နောင်ဦးရန်တွင်ရအောင်မှတ်တမ်းမှတ်ရာတွေမထားခဲ့တော့လဲခွာကြနေတယ်။ဒါပေမဲ့အမှန်တရားဆိုတာဖုံးကွယ်ရခက်ပါတယ်။ဘလို့ပဲဖုံးကွယ်ပြီးအတုတွေနဲ့အစာထိုးပေမဲ့လေမိမရှာရေဟာမိမဖြစ်မလာပါဘူး။ဟောအမှန်တရားဟာကြီးမားနေမယ်ဆိုရင် ပို့ပြီးတော့ဖုံးကွယ်ဖို့ခက်ပါတယ်။ စင်ပြောင်ကိုတက်မန်းဖုံဤသို့ဆိုသလိုစင်သေးကောင်းကိုသကောနဲ့ဖုံးလို့မရသလိုပေါ်ပေါက်နေရမှာပါမန်းဆိုတာက ပေါ်ရနာစကားပါသကောလို့အဓိပ္ပာယ်ရပါတယ်ဒါပေမဲ့ရွှေမန်းရုပ်ရှင်ရောဟာရေသကောရုပ်ရှင်လို့ဆိုလိုတာမဟုတ်ပါဘူးရှင်အမှန်တရားဆိုတာပေါ်ပေါက်လာရစမြဲမှုဘဲခင်မှာဖြစ်ဖြစ် ယောက်ျားတွေညံ့တာယောက်ျားတွေတုံးတာပါပဲဆိုတာအမှန်တရားကြီးကြီးမွန်မရှက်တည်းမမီလိုက်ရတဲ့ရှေးခေတ်ကယောက်ျားတွေအကြောင်းတော်စာပေတွေထဲမှာ ဖုံးမနိုင်ကွယ်မရပေါပေါက်နေရပါတော့တယ်အခုမရှက်တည်းတင်ပြမားကမရှက်တည်းရဲ့စကားမဟုတ်ပါဘူးနော်မြန်မာဘရင်လက်ထက်တော်အခါကပညာတီဟသာသနာတ္တဆမဟာဓမ္မရာဇာဓိရာဇဂုရုဒစိမ့်နာမည် အလှတော်အပူဇော်ခံရတဲ့မန္တလေးမြို့မြောက်ပြင်ခေမိကာရာမတိုင်တစ်ဆိုင်ဆရာတော်ဖျားကြီးရဲ့စကားတော်ပါဆရာတော်ဖျားကြီးက ဥပုပ်ဆောင်ရင်ပေါ်ပေါ်ဆက်ဆက်သဘောထားပြီးစောင့်မှဆိုးလို့မောင်ပေါ့ဥပုပ်ဆောင်တယ်လို့မလုံးကြနဲ့ဆိုပြီးဆုံးမရကတကားရင်ရှောက်ထားလို့မောင်ပေါ့အကြောင်းဟောကြတော်မူခဲ့တယ် ရှေးတုန်းကရွာတရားမှာမောင်ပေါ့ဆိုတဲ့လူတစ်ယောက်ရှိခဲ့တယ်ဆိုပဲအဲ့ဒီမောင်ပေါ့ဟာဖះသွားចောင်းတက်မလို့ဘူးယရနာသုံးမကိုလည်းမကိုင်းဆိုင်ဘူးဥပုံစောင့်မှုဆိုတာဝေးရောတနေ့ကြတော့ဥပုံနေမှုတရွာလုံးဥပုံစောင့်ထွက်ကြတော့မရဖြစ်သူဟာလင်းတော်မကိုပေါ့ကိုတိုက်တွန်းတာကိုကိုပေါ့ရွာသူရွာသားတွေအလုံးမဲ၈ပါးတီလာဥပုံစောင့်ထင်းကြတယ် ရှင်ကတော့လေသူများတွေလိုလည်းမဟုတ်ကုသိုလ်ကောင်းမှုကိုတတိမြာလူတကာတွေကဲ့ရဲ့ကြတော့မှာပဲအဲ့ဒီလိုမြူတွန်တိုက်တီးပြီးမရဖြစ်သူ ਆ ပြောတော့မောင်ပေါက်ကညီဒီလောက်တောင်ပြောနေမှာတော့ငါဥပုပ်ဆောင်ညင်มาသေးတယ်ဒါပေမဲ့ဥပုပ်ဆောင်တယ်ဆိုတာဘယ်လိုလုပ်ရမလဲမသိတာခက်တယ်လို့ပြောရောအော်လူတွေကြရင်ရှက်စရာတူတူပြောစမ်းမှာကိုပေါက်ရဲ့ ဥပုစောင့်နေစွာဘာခတ်တာမှက်လို့ဖုံးကြီးចောင်းရောက်ရင်ဆရာဖုံးတော်ကြီးစိုးသည်မြနောက်ကနေလိုက်ပြီးတူအောင်သာစိုးဒီပြင်အပေါ်ရီမမေးခဲ့နဲ့တူအောင်လိုက်စိုးပြီးပြန်ခဲ့မယားကဒီလိုပြောတော့ဟဲဥပုစောင့်နေစွာအလွယ်သားပါကလားစိုးပြီးမောင်ပေါ့ဟာအဝေးစားလဲပြီးဖုံးကြီးចောင်းကိုထွက်ခဲ့တယ် ဖုန်ကြီးចောင်းကိုရောက်တယ်ဆိုရင်ပဲဆရာဖုန်ကြီးအပောက်ကိုကတ်ပြီးဝစ်ချော်တာပေါ့အဲ့ဒီတော့ဖုန်တော်ကြီးကအလာပါတလာပါတွေပြောတာပေါ့မောင်ပေါ့ဥပုံဆောင်လာတလားလို့မေးတော့မောင်ပေါ့ကလည်းသူ့မိမပြောထားတဲ့အတိုင်းတူအောင်လိုက်ပြီမောင်ပေါ့ဥပုံဆောင်လာတလားလို့ပြောတော့တယ်ဆိုပဲအိုးဒီအကောင်ယူတလားလို့ဖုန်တော်ကြီးကပြောတော့လေ မောင်ပေါက်ကဒီတိုင်းလိုက်ပြောတယ်။မင်းငါ့ကိုဘယ်ကဲ့သို့အောက်မေ့တယ်လဲဆိုပြန်တော့လေ။ဒီတိုင်းပဲလိုက်ပြောတာပေါ့။ဒီတော့ဖုံးတော်ကြီးလဲအမျက်ထွက်လာတော့တယ်လေ။ရှိုင်းမောင်ပုံမောင်းနေလုံးတော်နှစ်ယောက်သားလုံးထွေးပြီး မောလာတော့မှမောင်ပေါက်လည်းအိမ်ကိုပြန်ခဲ့တယ်ဆိုပဲ။သူ့မိန်းမက သူ့ကိုမြင်တော့ဟင်းဥပုသ်ဆောင်ပြီးဖုန်ကြီးเจ้าမှာနေကုန်နေပါလား။ အိမ်မှာဆိုတော့အာယုန်နဲ့ကများပြီးအချိုးမများနိုင်လို့ပြောတော့မောင်ပေါက်က"အိုးဥပုံဆောင်နေဆိုတာမင်းပြောတော့လွယ်လွယ်ကလေးပြောတယ်တကယ်ကျတော့တော်ရုံနဲ့ဖြစ်နေတာမဟုတ်ဘူး"လို့ပြောတတ်တယ်။ဒီတော့မယားကအားအသင့်ပြီးပြန်မေးတယ်။ဥပုံဆောင်တာဘာမှခက်နေရလဲကိုပေါက်ရင်"အော်မင်းမသိဘူးလားကွာလူနှုံရင်မဆောင်နိုင်ဘူးနပိုင်းကင်ကောင်းမှဖြစ်တာခမရကဲ ကြည့်ပါတော့ရှင်ယောက်ျားဆိုတာအတောင်20ဝတ်တုံးကလည်းခတ်ချကြပါပဲအခုခစ်လို့လုံကွင်းကောက်ဝဲတော့ပို့ပြီးတော့နှုံချရတာပေါ့ဒါနဲ့အောင်မှသူတို့ကပြောချင်ကြသေးတယ်ယောက်ျားကိုကြားလို့ခြုံခေါ်တယ်ဒါဘာဖြစ်လို့လဲဆိုတော့ကြားတတဝါကဲ့သို့ရက်ဆက်တယ်ကြားတတဝါကဲ့သို့ရဲရင်နဲ့လှုပ်ရှားမှုဖြက်လက်တယ်ပေါ့လေ မိမတွေကိုမလို့ချုပ်ပြီးခေါ်ရကလမ်းကိုခတ်တုတ်တုတ်ကလေးတွားရရင် ထမိန်ကလေးကိုမမနေရတယ်ပြီးတော့ကိုလင်ကိုလည်းပြက်ပြဝဲကြောက်နေရပြီးဖင်မနေရလို့မလို့ခေါ်ရလို့အမနာပစကားတွေပြောကြခြင်းကြသေးတယ်ဒါဟာသူတို့နားမလည်လို့ပြောတာအသိပညာဘူးတုတ္တနဲပါနှုတ်ချသိလို့ပြောကြတာပါပဲရှင် အတိညာကလေးမတောက်တခေါက်နဲ့နှစ်ပေါက်တဝရောက်ချင်ကြသေးတယ်ဓမ္မဆိုတာဓာကြီးကြီးကိုခေါ်တာလှံမဆိုတာလှံကြီးကြီးကိုခေါ်တာလမ်းကြီးရင်လည်းလမ်းမလို့ခေါ်တယ်မဆိုတဲ့မြန်မာစကားဟာကြီးမြတ်တာကိုခေါ်တာမရှက်တေးတို့အမျိုးသမီးတွေကလည်းကြီးမြတ်တဲ့အတွက်မလို့ခေါ်ရတာပဲဒါကြောင့်မလောကဆိုတာ ြီးမြတ်တဲ့လောကလိုအထည်ပဲရအောင်မက်ရှက်တရားကြင်ညာမောင်းခတ်လိုက်ရပါတယ်ရှင်မိမတွေကညံသွားလုံးလို့တခါတခါများဆိုရင်ယောက်ျားတွေကမိမတွေရဲ့အတွေးခေါ်လိုက်လို့တော့မမှီပါဘူးမက်ရှက်တရဲ့တူမာကလေးတရားအလုံးလုံးနေတဲ့ရုံးမှာရုံးကြီးကစီးကန့်တိုင်ကျင်တာကိုမနဲ့ရုံးတက်ချင်ကိုးနိုင်ခွဲထက်ဘလို့မှနောက်မကျရောက်လို့ပြောတယ် တနေ့မှမက်ရှက်တရဲ့တူမာကလေးကစေနိုင်မှရောက်လာတာကိုရုံးကြီးကတူမာကလေးမျက်လုံးကြီးပြုတ်ကြည့်တယ်။သူဘာမှမပြောခင်မှာပဲတူမာလေးကပြောလိုက်တဲ့။အန်ကေအန်ကေကျမောင်းနောက်ကျလို့ထင်နေလို့လား။နောက်ကျမဟုတ်ပါဘူး။နေလေထမင်းစားခြင်းကိုရွှေ့ရှေ့ကိုရွှေ့လိုက်တာပါ။ကဲအဲ့ဒါပဲကြည့်တော့ပေါ့။၁၇နှစ်လောက်မှထမင်းစားကြမယ်မဟုတ်လား။ အဲ့နေ့မှာတူမကလေးကထမင်းမစားတော့ပဲ9နာရီခွဲကနေ10နာရီထိ ထမင်းစားချိန်ရွှေ့ပြီးစားလိုက်တာကိုပြောတာထမင်းစားချိန်ရှေ့မှာ ရှိတာနဲ့နောင်နာရောက်နေတာပဲကြွားချတယ်တကယ်တော့ကလက်ကလားကြီးနဲ့အရာကြီးပါပဲမဟုတ်ဘူးလားဒါပေမဲ့လေယောက်ျားတွေကခတ်တယ်6ထဲကလေးနှုတ်လို့နှစ်ကြံရမယ်ဆိုရင်6ထဲကလေးနှုတ်ပြီးနှစ်ကြံမှဖြစ်မယ် အဲငါးရဲကတက်နှုတ်ပြီးလေးကြံတော့သူတို့လက်မခံနိုင်ကြဘူးအဲ့ဒါအเจ้าမဲဆော့ဆော့ကပြောတဲ့ရုံးကြီးကတူမာလို့အပြည့်ရယ်လေးဟောအနောက်နိုင်ငံကဖျက်ကလေးတစ်ခုကိုကောက်ခါငင်းကတတိယလာလို့တင်ပြလိုက်ပြရစီအော်လူငယ်တဦးဟာလေတက်ထဲဝင်တာကိုမိုးပေါ်ပြန်ပြီးတင်ချရမယ်နေလေကြရောရာတီဦးကမကောင်းတာနဲ့ ါမှမဟုတ်သူအေးမိပြီးနှာဆင်းနေတာနဲ့စသည်ဖြစ်ပေါ့လေအစင်မပြေမှုတွေအမျိုးမျိုးကျုံးပြီးလေရင်ပြန်တဲ့ကောင်းကင်ကိုတက်ရတယ်ကိုမရှိဘူးနောက်ကျတော့သူလည်းတစုံတစ်ခုကိုတတိယလာပြီးသူ့အမေစီကိုတယ်လီဖုန်းကောဆက်လိုက်တော့တာပဲအမေကျွန်တော်အစင်မပြေအောင်ဘာဖြစ်လို့ဆူတောင်းနေရတာလဲဒီတော့အမေကအာအသင့်ပြီး အမလေးကျင်ညမမတားရဲ့တားလေးတက်ထဲဝင်ကလေးဟာငါကမင်းဘေးကင်းဖို့အတွက်နေ့တိုင်းဆူတောင်းနေတာပဲလို့ပြောတယ်။အဲ့ဒါကြောင့်မို့အမေဆူတောင်းပြည့်လုံလို့ကျွန်တော်ဟာမြေကြီးပေါ်ကနေတက်လက်မမတက်လို့မရအောင်ဖြစ်နေတယ်။ကဲလီအဲ့ဒါသာပဲကြည့်တော့မိမများခြုံငုံပြီးစီမံလိုက်တယ်ဆိုရင် အလုံးအကျုံးဝင်သွားတာပါပဲ။ တေချာလွန်းလို့တောင်းမှအခုလိုတစ်ဖက်မှာအဆင်မပြေဖြစ်ရသေးတယ်။ယောက်ျားတွေဆူတောင်းရင်မပြေစုံဘူးရှင်။မက်ရှက်တရဲ့ဦးလေးတယောက်ကဆူတောင်းတာထီပေါက်ရပါလို့ဤလိုကြီးဆူတောင်းတော့တနေ့ကျတော့ထီတော့ပေါက်ပါရင်လက်မှတ်ပျောက်သွားလို့မက်ရှက်တကတော့ဆူတောင်းရင် ထီစုငွေအပြည့်ဝထောက်ယူရရှိပါစေလို့ပါဤလိုဆူတောင်းတယ်လေ။ သုံးတောင်ဝင်းနေမြေမှာမိမချင်းလက်တူပြီးယောက်ျားတွေအကြောင်းကိုပြောခဲ့တာကာလတောင်တာအတော်ကြီးကိုကြားခဲ့ပြီနော်ဒါမဲ့တည်တည်ချာစဉ်းစားဆင်ခြင်ကြည့်ရင်ယောက်ျားဆိုတဲ့စကလုံးကရေပုံရကြာလုံးနဲ့ထင်တယ်ယောက်ျားဆိုရင်ကိုယ့်ယောက်ျားလည်းဖြစ်နိုင်တယ်တခြားမိမတယောက်ရဲ့ယောက်ျားလည်းဖြစ်နိုင်တယ်ဘယ်မိမရဲ့ယောက်ျားမဟုတ်တဲ့ယောက်ျားအလွတ်တက်တက်လည်းဖြစ်နိုင်တယ် ဟောလင်ဆိုတဲ့စကလုံးကတော့သူ့ထက်ပိုပြီးတိကျတယ်။လင်လို့ဆိုရင် ကိုယ့်ယောက်ျားဖြစ်ချင်းဖြစ်မယ်။တခြားမိန်းမတရားရဲ့ယောက်ျားဖြစ်ချင်းဖြစ်မယ်။ဒါပေမဲ့ဘသူယောက်ျားမှမဟုတ်တဲ့ယောက်ျားအလွတ်တက်တော့မဖြစ်နိုင်တော့။အေးဒီနေ့တော့မက်ရှက်တေးကလင်ခေါ်တဲ့ယောက်ျားတွေအကြောင်းနဲ့စပြီးဖွင့်ကျင်တယ်လေ။ လင်းဆိုတဲ့သတော်ဝရီဟာမက်ရှက်တေးလို့မရခေါ်တဲ့မိမတွေကအတူတူနေတက်စားတက်အိတ်တက်အောင်အကျင့်လုပ်ယူထားရတဲ့ဟာတွေပဲကြာတော့သူတို့ရဲ့သဘောမနှောတွေကိုသိလာရတယ်အဲ့ဒါမက်ရှက်တေးကမက်ရှက်တေးပဲတည်တည်ချာတွေးထားတာကလေးတွေကိုတင်ပြကျင်တယ်ယောက်ျားတွေကဘာလို့တက်တယ်လဲယောက်ျားတွေရဲ့စီကန်းကိုကြံဖန်ဖြတ်တတ်တယ် မအေးကစီးစနစ်တက်မဲ့ဖေးထားရင်ဒီစီးစနစ်ကိုဖျက်ပြီးခလေးကို စီအောင်တက်ကြတယ်။ပြီးတော့သူတို့ဟာနှစ်ပတ်လေရက်တွေကိုမေ့တက်ကြတယ်လေ။ကိုမရရဲ့မွေးနေ့ဆိုရင်လက်ဆောင်ကလေးဘာလေးဝယ်ပေးဖို့မေ့တယ်။လက်ထက်တာ၃နှစ်လောက်ကြာရင် နောက်ထပ်နှစ်ပတ်မလဲနှစ်ပတ်မလဲတော့လို့ထင်နေကြတယ်လေ။၃နှစ်ပတ်လေပြီးရင်သူတို့ကိုသူတို့လူပြိုဖြစ်သွားရောလို့ထင်နေကြတာကို အပြင်ဘက်မှာဘာရီလှုပ်ခဲလှုပ်ခဲအိမ်ပြန်ရောက်လို့ဇနီးကိုမှုံမွေပေးလိုက်ရင် လုံးတမျှအပြစ်တွေကြေကြောလို့ထင်နေကြတဲ့သတော်ဝါမျိုးတွေဖြစ်တယ်လေသူတို့အိမ်မှာရှိနေပြီဆိုရင်လေတဲပြီးစိတ်ညစ်စရာကောင်းတာပဲဟောအိမ်မှာမရှိပြန်ပို့ပြီးစိတ်ညစ်ရတယ်ရှင်ရှင်တမမနဲ့ဖြစ်နေရတာကို သူနဲ့အတူတူတွာလာနေတဲ့ ကိုဘသူဆိုတာစင်စစ်မှာနုနုနဲ့နဲ့ချစ်စပွဲတုံးတောင်ဝဲမိန်ကလေးများဖြစ်နေလေရောတလားလို့လဲပူနေရသေးတယ်လေတချို့ဆောင်းမရှင်တွေက ပြုတ်တက်ကြသေးတယ်ကိုယောက်ျားမရေငယ်ယူတာကိုညံ့လို့တဲ့ကိုကဖမ်းမထားနိုင်လို့တဲ့ကိုကိုကိုတတတနဲ့လှပအောင်အမြင်နေရမယ်ပေါ့လေဒါမဲ့သူတို့ကဘာတိကြလို့လဲ မယငယ်ဆိုတာမရရမှတွင်ငဲကြတာမဟုတ်ဘူးအသက်ကလည်းငဲတက်ကြတာရှင်ကိုကတော့မျက်နာကိုသာအသက်ငဲချောင်ပြန်ဆောင်လို့ရတယ်ဝမ်းပိုက်ကိုတော့မပြလီနဲ့ဘိုက်ကျော်တွေပြဲလို့အယုတ်ကစိုးနေပြီကိုကဲလင်းတွေအချောင်းကိုဆက်ကြပါအောင်ဆိုရင်ဆောင်းတွင်မနဲ့မိန်ကလေးတွေလမ်းလျှောက်ကြပြီဆိုရင် လင်းတွေဟာငားမိုင်လောက်ကိုမငင်းမညူလမ်းလျှောက်နိုင်ကြပေမဲ့အိမ်မကိုစနီးကမောင်ရေအလုံးမအားလို့ဒီဝေကလေးတွေကိုအိမ်ရှိမှလှမ်းပေးပါဆိုရင်ဆယ်လှမ်းလောက်လှမ်းရမယ်မကြီးကိုပဲခီးလေးကိုပဲစင်ခြေတော့ယောဂတဲကြီးကြနေတာပါပဲရှင်သူတို့ခြေမတည်နိုင်ကြတော့ဘူးဒါနဲ့တော့သူတို့ကပြောချင်ကြသေးတယ် မိမဆိုတာအချိုးအချောင်းစင်ညုံတရကင်းမဲ့တယ်။ဘာအလုံးမှအတိပဲရှိရှိတဘာဝကြကြမလုတ်တတ်ကြဘူးတဲ့။မိမတွေကိုသူတို့ကဒီလိုပြောတတ်ကြသေးတယ်။ဟောတကယ်ရန်ကြတော့သူတကအိတ်ချိန်ကြရင်မအိတ်ကြဘူး။စာဖက်ရတာနဲ့ပရိစက်ရတာနဲ့မနဲ့ကြသူကကောအိယာကထချင်ကြတော့ကောမထကြပြန်မှုနှစ်နေရသေးတာနဲ့ အိမ်မက်ဆက်မက်နေရသေးတာနဲ့ကဲလေဘသူတွေကအပေါင်းတင်ရကြက်တယ်လဲစဉ်းစားကြည့်ပါအောင်ပြီးတော့လင်တွေရဲ့အချင်းတမျိုးကလည်းရှိသေးတယ်ကိုဇနီးဟာအပြင်ထွက်ခါနေမှန်တေကုန်မှာထိုင်ပြီး ပေါင်တာရိုက်တနခါလဲနှခန်းနေပါနေဆိုရင်ပဲသူတို့ကမိမတွေအကုတ္တအလုံးကြီးတစ်ခုလုံနေတာလို့ပဲရှူတိုးတိုးနဲ့ကြည့်တတ်ကြတယ် ပြီးတော့အလှပြင်နာကိုပဲအပြစ်တင်တန်းကြတယ်အလှဆိုတာပြင်မလှမှာပေါ့မပြင်မဲ့ပြစ်ထားရင်ညစ်ပက်ပင်ရည်ပြီးလှပါတော့မလားဘာမှမဟုတ်ဘူးသူတို့ဟာကိုစနီးမျက်နှာကိုမကြည့်ချင်တဲ့တခြားမိန်းကလေးရဲ့မျက်နှာကိုသာကြည့်ချင်တာကိုဒီကဘာကြည့်ရလဲလို့မင်းလှလို့ကြည့်မိတာပါကွာလောကီသားပဲအလှပါကြိုက်လို့ပါလို့ ခွင့်လို့ရတော့မလို့ရောင်းပြောတတ်ကြတယ်တကယ်လို့ကိုစနီးကအလှပပြင်ထားလို့လှပနေကိုစနီးမျက်ခော့ကိုပဲအချိန်ကုန်အောင် ကြည့်နေရတော့မှမို့အလှပြင်းနေစီမရောက်စေခြင်းကြတာပဲလင်းဆိုတာမျိုးတွေဟာညံကြီးပဲရှင်ရိုးရိုးဖြူစင်တဲ့ညံတွေတော့မဟုတ်ဘူးညံနေညံနဲ့တွေကြီးပဲလीအ ဒါဖြစ်လင်းဆိုတဲ့တံတဝါရီမှာချီချူးစရာတကောမှမရှိဘူးလားလို့မေးစရာရှိတယ်။ဒီလိုတော့လည်းမဟုတ်ပါဘူး။မရှက်တေးကမျက်တာပါတယ်။အပြည့်ရှင့်လဲဖော်ထုတ်မှာပဲ။ချီချူးစရာရှိရင်လဲမထိန်မဝက်ဖော်ထုတ်မှာပါပဲ။လင်းဆိုတဲ့ယောက်ျားတွေဟာဒုက္ခရောက်ရပြီဆိုရင်ရဲရဲရင့်ရင့်ရင်ဆိုင်နိုင်တယ်။စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားနိုင်တယ်။ပြာလောင်မခတ်ဘူး။အဲ အဲ့ဒီဒုက္ခကတခြားလူစီကိုရောက်ရရင် ပြောတာနော်တခြားလူတယောက်ဒုက္ခခံစားရတာကိုတွေ့ရင်ယောက်ျားပဲခံနိုင်ရမှာပေါ့လောကရန်ဆိုတာကြံ့ကြံ့ခံနိုင်ရတာပဲလို့ပြောတတ်ကြတယ်ဟောသူတို့ကိုယ်တိုင်ကြားတော့သွားကလေးကြိုက်မလားဗိုက်ကလေးနာမလားထွန်းထွန်းကိုလူတော့တာပဲသူတို့ဖြစ်တဲ့ယောဂါသူတို့ခံစားရတဲ့ဝေဒနာဒီကဘာမှာရှိကရောယခုခေတ်ထိ မပေါ်ဘူးတဲ့နာကျင်ခြင်းမျိုးသာဖြစ်တယ်။ဒါကြောင့်သူတို့ နာကျင်မှုတခြားဘယ်သူကမှနားမနဲ့နိုင်လောက်အောင်နာကျင်ခံစားရတယ်။အခုချက်ချင်းပဲဒီဝေဒနာနဲ့တေရတော့မယ်။အဲ့ဒါလို့ပြောတတ်ကြတယ်။ဒီတော့သူတို့ဝေဒနာခံစားနေရတဲ့အခိုက်မှာဇနီးကယောက်ျားပဲတရောက်တော့ခဏရမှပေါ်လို့သွားပြီးတော့အမပေးနဲ့မျက်လုံးကြီးပြူပြီးပြန်អော်လိုက်မယ်။ဟေ့ ငါဝေဒနာမျိုးအခုမှပေါ်လာတာကွာတခြားဘသူနဲ့မှဘဲခက်ကမှဒီလောက်နာကျင်တာမျိုးမဖြစ်ဘူးဒီတော့သူများတွေခံနိုင်ပေမဲ့ငါမခံနိုင်တဲ့သဘာဝကြတယ်အဲ့ဒီလိုစနေတကြဆင်ခြေကောင်းကောင်းနဲ့ပြန်အောင်မှာပဲသူတို့တွေဟာအလौတာမတက်ချင်နေကြမယ်စကားတော့တိတ်တက်ကြတယ်ရှင်မြောက်ပန်းလှန်နဲ့ပက်ဆန်လိုမှောက်ချီလှန်ချီနဲ့ပေါ့ဩပြောရအောင်မယ်ပြောရအောင်မယ် လင်းတွေဟာမရတွေကိုမကူညီတတ်ကြဘူးလားမှုတ်ရှာပါဦးရှင်ကျင်နာ စိတ်ကြီးမားတဲ့ပုပ်ကိုကြော်ကြီးတွေမှကူညီတတ်ကြပါတယ်အဲတခုတော့ရှိရပေါ့ကိုလင်းကိုမယာနှစ်ယောက်သားတဲ့ရှိခိုင်ဆိုရင်တော့သူတို့ဟာကူညီလောက်ကင်ပေးဖို့တတိလက်နေတတ်ကြပါတယ်ဟောဒဇိန်တွေဧည့်သည်တွေရှေ့မှာ ဆိုရင်တော့တဲပြီးကူညီတက်ကြတာ哦 အထူးသဖြင့်သူတို့ရဲ့ရောက်ခမကြီးတွေရှေ့မှာဆိုရင်ဇနီးကိုပိုးပြီးကျင်နာတက်ကွညီတက်ကြတယ်။ဘာမှုတ်တဲ့အထုပ်ကလေးတို့တောင်ဇနီးလက်ကအတင်းကူးယူပြီးအိုဘာအိုက်တင်တွေဖြစ်နေလိုက်ကြသေးတယ်။မျက်စိအောင်နောက်လောက်ပါတယ်ရှင်။လင်းတွေအကြောင်းတော့ဒီလောက်ပဲပြောချင်ပါတယ်ဒီထက်ပိုပြီးကျယ်ပြန့်တဲ့ယောက်ျားတွေအကြောင်းဆက်ပြောမယ်ယောက်ျားတွေအကြောင်းဆိုရင်တော့အထက်မှာအစီရင်ခံခဲ့တယ်လို့ မတ်ရှက်တရဲ့ယောက်ျားလဲပါမင်းသူများယောက်ျားလဲပါမင်းဘဲသူယောက်ျားမှမှုတ်တဲ့ယောက်ျားတွေကြီးလဲပါမဲ့ပေါ့အခုလောလောဆဲတော့မတ်ရှက်တရဲ့ယောက်ျားအကြောင်းကိုပဲပြောရအောင်ပါပဲသူကတော့အနည်းကဆုံးတရကကြီးကိုရှင်ယောက်ျားတွေကဘာဖြစ်ဖြစ်သိလိုက်တာပဲဆရာလုံးလိုက်နိုင်တာပဲလို့သူတို့ကိုသူတို့ထင်မြင်ယူဆပြီးဂုံယူတက်ကြတယ် ဒီတဘာဝကိုမကြသေးခင် ကိုပွေလေးကထင်းထင်းရှားဖော်ပြလိုက်တယ်လေဆဲ့ရင်တော့ဆွေမျိုးတော်ပါတယ်တော်တယ်တော့ဝေးတယ်ပေါ့တော်တော်ကြီးတော့ဝေးတယ်ပေါ့အဲ့ဒီမိန်ကလေးတယောက်အင်ကို ပေါက်လာပြီမက်ရှက်တူပြောတယ်သူဟာဈေးအောင်မလို့တဲ့ဈေးတစ်ခုမှဆိုင်ငယ်ရထားတယ်ဒါကြောင့်မကြခင်မှဈေးထွက်တော့မယ်လို့ပြောတာကိုအဲ့ဒါကိုနဆွန်နှပြားကလေးကြားလိုက်တာနဲ့ ကိုပွေလေးကလူတက်ကြီးလှုပ်ပြီးချောင်းဝင်ဩဝါဒပေးတော်တာကိုသူကလည်းယောက်ျားဆိုတော့ဖိုးဖိုးကျက်နွယ်သွားပါလိမ့်မယ်တခုတော့ရှိတယ်ကိုပွေလေးကဖိုးဖိုးကျက်လို့ယောက်ျားမန်းသိအောင်နှက်ခမ်းမွေတော်မထဘူးကိုပွေလေးလူတက်ကြီးကဩဝါဒပေးတာကိုလည်းနားထောင်ကြည့်ကြပါအော်အော်နင်းကဈေးရောက်တော့မယ်ဆိုပါတော့အေးအေးကောင်းတယ်ဒါပေမဲ့တခုတော့ကြက်ကြက်တတိထား ဝဲသူဟာထာဝစဉ်မှန်လေဆိုတော့စိတ်ထဲမှာဆွဲမြဲထားဟုတ်တယ်ဝဲသူဟာတလွဲနားလေတာဖြစ်ချင်းဖြစ်မယ်မရေရာတာဖြစ်ချင်းဖြစ်မယ်ညံထိုင်းချင်းထိုင်းမယ်စိတ်ပြောင်းလွဲတာဖြစ်ချင်းဖြစ်မယ်ဘာမှမသိမတက်ဘူးဖြစ်ချင်းဖြစ်မယ်အိုကွယ်အဆုံးဆုံးပြောရရင်ဝဲသူဟာငတုံးကြီးဖြစ်ချင်းဖြစ်မယ်ဒါမှဘယ်တော့မှတော့မမှားဘူးကဲကြည်ကြပါအောင်တော့ရှင် သူဆုံးမဩဝါဒပေးလိုက်တော့မှပဲဝဲသူအားမနှပြမတန်ဖြစ်ရတာပါပဲဒါကြောင့်လဲကိုပွေလီယာဘယ်တော့မှဈေးမဝယ်တာထင်နေလူကြီးဝဲမဖြစ်မဲ့ကိစ္စဆိုရင်မဆက်တဲ့ဝဲခိုင်းနေခလေးဝဲလို့ရရင်တတကလေးလုံးချစ်ကိုဝဲခိုင်းနေသူကိုယ်တိုင်ကတော့ဘယ်တော့မှသွားမဝယ်ဘူးအေကန်နာသူငတုံးကြီးဖြစ်မန်းကို လူတွေတိကုန်မှာစွလို့ထင်တယ်လေ ဒါပေမဲ့တုံးပြီဆိုရင်တော့ယောက်ျားဝယ်သူပဲဖြစ်ရမယ်မိမတွေကဈေးတယ်ဈေးဝယ်နေကြဖြစ်မှုဘယ်တော့မှမတုံးပါဘူးဘဲကြီးပြောမှုတယ်စစ်မဖြစ်ခင်ကဂျာနယ်တစောင်းမှာအိဒါမှတ်ချက်တခုသူ့ဖတ်ဖူးတယ်တဲ့အင်ချေရာချေမဲ့ဆိုသူတို့ခမ ्याई စာကိုဂျာနယ်တွင်ဖော်ပြရန်အတွက်လိမ့်စာဖော်ပြပေးရန် လိုပါသည် ဆိုပဲ အဲ့ဒီဂျာနယ်ကအေဒီတာဟာယောက်ျားပါတဲ့ရှင်ဒီတော့လေအန်ဟောဆရာမလိုပေဘူးတုံးတော်မှာပါလေတုံးတော်မှာပေါ့လေ အပိနာဆင်ပြခင်ကြတဲ့တူချင်းတယောက်ချင်းစီတောင်ဂျေစုအားကြီးအများကြီးပဲတင်ပါတယ်နော်အားလုံးကိုရောစိတ်ပါကျမ်းမာချမ်းသာအေးချမ်းပျော်ရွှင်ပြီးဘေးရန်အနေအပေါင်းတွေကလည်းကင်းဝေးကြပါစေနော်